တ်လ28ရက်နေ့နေ့လယ်12:52မိနစ်မှာမန္တလေးမြို့မြောက်ဘက်21မိုင် အကွာကိုဗဟိုပြုပြီးအင်အားရစ်စတာစကေခုနှစ်တရမခွန်အစင်ရှိတဲ့ငလင်ကြီးလှုပ်ခတ်ခဲ့ပါရယ်။အရင်ငလင်တန်းကြောင့်တရာဦးမြို့စေအနောက်ရက်ကွက်က H150 ကျော်ပျက်စီးခဲ့ပါရယ်။အခြားရက်ကွက်တွေမှာတော့ငလင်တန်းကြောင့်ထိခိုက်မှုတွေရှိပေမဲ့ကြီးကြီးမားမားပျက်စီးဆုံးရှုံးမှုတွေသိမ့်မရှိပါဘူး။

တရားဥမျိုးကထင်ရှားတဲ့စေအိုးဖို့စီတီတော်ကြီးလည်းထီးတော်မြေခါပြီးပြုတ်ချပြက်စီခဲ့ရပါတယ်။တရားဥမျိုးခန်တွေရဲ့ပြောပြချက်အရတော့ဒီမဟာစေအိုးဖို့စီတီတော်ကြီးကိုငွေကြေးသိပေါင်းထောင်ချီအကူကြခံပြီးပြန်လည်ပြင်ဆင်မှုမှန်ထားရမှာကြသေးဘူးလို့သိရပါတယ်။ တတအုပ်မျိုးလည်းကအထင်ကရ မင်္ဂလာစီဒီလည်းပြိုကျပျက်စီးခဲ့ပါရည်တတအုပ်မျိုးထဲကအထင်ကရစီဒီပထိုးတွေလည်းမြေခခဲ့ရတာပါလက်ရှိအခြေအထိလဲငလင်ငယ်တွေဆက်လုံနေလို့ဒေသခံတွေကညာအရင်အိပ်ပြင်းမှာအိတ်နေရဆဲပါ တရာဦးမြို့တွင်ကတချို့ဆိုင်တွေလုပ်ငန်းတွေပြန်လည်လက်ပတ်နေပြီဖြစ်ပေမဲ့တချို့လုပ်ငန်းတွေကတော့ရင်နာထားရပါတယ် လက်ရှိမှာတော့အလူစင်တွေရှိနေလို့အရေးပေါ်ပစ္စည်းအချို့ရနေသေးတယ်လို့သိရပါတယ်။တောက်ရည်တန်းနဲ့ဆေးဝါးပစ္စည်းလူဒံမှုတွေရှိနေပေမဲ့လိုအပ်ချက်တော့ရှိနေသေးပါ။ လက်ရှိမှာတော့ပျက်စီးဆုံးရှုံးသွားတဲ့အဆောက်အအုံတွေကိုဖြိုဖျက်ဖယ်ဆမှုတွေလုပ်နေပြီးနေ့ရက်အချို့ကတော့ငလိမ့်တန်းခံရပြီးကြတဲ့ကမြစ်တွေ့နေရတဲ့ပြိုကျပျက်စီးနေတဲ့ပကတိအခြေအနေအတိုင်းမြစ်တွေ့ရမှာပါ။ လက်ရှိမှာတော့တရားဥပဒေခန့်တွေကပြည်လဲထူထောင်ရေးလုပ်ငန်းတွေအမြန်ဆုံးမစတင်နိုင်မှာကိုစိုးရိမ်ပူပန်နေကြတာပါမိုးရသည်ရောက်ဖို့ကလည်းနှင်းကလာပြီးဖြစ်လို့မိုးဆက်တိုက်ရွာခရင်မြည်တို့မြေပုံနေထိုင်ရမလဲဆိုတာကိုစိုးရိမ်တယ်လို့ဒေသခံတွေကပြောပါတယ် လက်ရှိအခြေအနေအရကုသယောဂနဲ့အရေးပြားယောဂကာလဝင်ယောဂတွေဖြစ်မှာကိုလည်းဆိုရနေရတယ်လို့ဒေသခံကုရင်ကဲဆေးလောက်ကန်နေသူတွေရဲ့ပြောဆိုချက်အရသိရပါတယ်ကြတာဦးထီတာခန်ကုရင်ကက်ဆေးရေလောက်ကန်နေသူတွေရဲ့ပြောပြချက်အရတော့ပြန်လဲထူထောင်ရေးအတွက်စိုးရိမ်နေရပြီးလွယ်ကူမှာတော့မဟုတ်ဘူးလို့ပြောဆိုကြပါရယ်